အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဗုဒ္ဓဘာသာဝင်တွေအမြဲတမ်းရှ िख ိုးကတော်လေးရှိတဲ့ဩဃာတကတော်ချိုးရဲ့စာသားမှာပါတဲ့အသေးပြလေးတွေကိုရှင်းပြပေးခြင်းပါတယ်ဥဒ္ဓရတမိုင်းစာပေကိုဖတ်ကြည့်တဲ့အခါမှာဩဃာတကတော်ချိုးကို ပကံခိအရှင်ဓမ္မတတိဘွဲ့အမိရတဲ့အရှင်အရဟံကသတင်ရေးသားတည်ကုန်ပြီးတော့ကတော်ခိုင်းတယ်လို့လေးလာမှတ်တာဖုပါတယ်ပေါ့နော်မှားလဲဆိုလို့ရှိရင်လည်းထောက်ပြပါလို့ ဟိုတချို့ကလည်းအင်ဝါခင်မှာစတာလေဒီဩဃာတကရောချိုးကဥဒင်းဖပူတာကကြပကံခိအရှင်အရဟံစတယ်ဥဒင်းကဖပူတာအဲ့ဒါကြောင့်မှားရင်ထောက်ပြရရပါတယ်နော်ဥဒင်းဗုဒ္ဓဘာသာဝင်ကဩဃာတကိုကရောကြပါတယ်သို့တော့ဩဃာတထဲမှာပါတဲ့အသေးပေတွေကဘာလဲဆိုတာကိုသူတို့မသိသေးပါဘူးအဲ့ဒီမသိသေးတဲ့ပုံကိုယ်တွေအတွက်ဥဒင်းကဩဃာတကရောချိုးရဲ့အသေးပေကိုရှင်းပြပေးခြင်းပါတယ်ဩဃာတဩဃာတဩဃာတဆိုပြီးတော့၃ချက်၃ခါသူ့ပါတယ် ဘာကြောင့်တုံးကဆိုသလိုရှင်လေးနှမလေးနှမရှိအောင်ပါသူကမေတ္တာပြကသူသူစီမှာရှောက်မယ်ဆိုလို့ရှင်လေးနှမရှိအောင်သုံးချိန်သုံးခါရှောက်ပြီးမှမေတ္တာပြကလက်ခံတာအဲ့ဒါကိုကြည့်ပြီးတော့ဩကာတာဩကာတာဩကာတာဆိုပြီးတော့သုံးခါဆိုတာဖြစ်ပါတယ်ဩကာတာရဲ့အတိအတိဘက်ကဘာလဲဆိုလို့ရှင်ကရောပြစီဖရာခွင့်ပြုတော်မူပါပေါ့အခွင့်ပြုတော်မူပါပေါ့အဲ့ဒီအတိဘက်ပါပြီးရင်ကာယကံဝတိကံမနောကံပေါ့ ကာယကံဆိုတာကကိုဖြင့်ပြမားတဲ့အမှုတွေကိုကာယကံဝတိကံဆိုတာကကြတော့နှုတ်ဖြင့်ပြမားတဲ့အမှုကိုဝတိကံမနောကံကကြတော့သိပ်ဖြင့်ပြမားတဲ့အပြစ်တွေကိုမနောကံပေါ့နော်တပ်ပဒေါသခတ်သိမ်းတော့အပြစ်တို့ကိုတဲ့အဲ့ဒါကလည်းကာယကံဝတိကံမနောကံဖြင့်သုံးပါးသုံးပါးပြမားတဲ့ခတ်သိမ်းတော့အပြစ်တို့ကိုပြောက်ပါသိခြင်းအကျိုးငါပေါ့နော်ပထမဒုတိယတတိယ တကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဒါကရှင်းပါတယ်ပြီးရင်ဖရာယတနာတရားယတနာတန်ခါယတနာပေါ့ဥဒိနုကယတနာဆိုတာကကျတော့နှစ်သက်မြနုအပ်တဲ့အဖိုးအတိုင်းအရှင်မရှိအောင်ထိုက်တယ်ပါတယ်လောကီမှာရှိတဲ့ယတနာကဒီဘဝပဲကောင်းတာပါဒီဒီဖရာတရားတန်ခါသူတို့ယတနာကကျတော့လောကုတ္တရာကောင်းကျိုးတွေလည်းအတုံးဝင်တယ်လောကီကောင်းကျိုးတွေလည်းတုံးဝင်တယ်ပေါ့ရှင်ငွေကြောက်တဲ့ပြည်များကလောကီနေပင်မှာပဲ အတုံးဝင်တာပါအဲ့ဒါကြောင့်ဦးဇင်းတို့ကဘာကြောင့်ဘုရားကိုယေတနာလို့ခေါ်ရလဲဆိုရင်ဘုရားကုံတော်ကိုပါအဗဟံတမန်တန်ဘုဒ္ဓဝိသသဗ္ဗနာတမန်တော်တုကတော်လောကဝိတုအနုတရောပုရိသဓမ္မတာဝတိတထတေအမရတနာဘုရောပကောဝါပေါ့အဲ့ဒီဂုံတော်ကိုပါတနည်းအားဖြင့်ဂုံတော်၁၀ပါပေါ့အဗဟံဆိုတာကကြတော့1500ကီလေတာတို့မှဝေးကွာတော်မူတဲ့မြတ်စွာဘုရား စိတ်ကွယ်ရအရင်နိုင်ပင်မကောင်းမှုကိုပြုတော်မမူတော်မြတ်စွာဘုရားလူနတ်ပြမတတဝတို့ဤပူဇော်သူကိုခံယူတော်မြတ်တော်မြတ်စွာဘုရားကိလေသာအထောင်းအကန့်တို့ကိုဖြည့်သီးတော်မူတော်မြတ်စွာဘုရားအဲ့ဒါအဝဟံအိဗေပေါ့ပြီးသမ္မာတမ္ပုဒ္ဓောဆိုတာကကြတော့တိတိယအလုံးတို့ကိုအမှန်တိုင်းကိုပိုင်ဉာဏ်ဖြင့်တည်မြဲတော်မူတော်မြတ်စွာဘုရားဝိဇ္ဇာသဗ္ဗနတမနောဝိဇ္ဇာ၃ပါးဝိဇ္ဇာ၈ပါးသဗ္ဗန၅ပါးနဲ့ ပြည့်စုံတော်မူတဲ့မြတ်စွာဘုရားသူကတော့ကောင်းသောတကားကုတဲ့ဆိုတော်မူတဲ့မြတ်စွာဘုရားကောင်းသောနိဗ္ဗာန်တို့ကြွာမြတ်တော်မူတဲ့မြတ်စွာဘုရားနော်တတ္ထဒီဝမလုဒ္ဒနံနတ်လူတို့ဤတရားတသူဖြစ်တော်မူတဲ့မြတ်စွာဘုရားလောကဝိတုဩကာသလောကတတ္တလောကတင်္ခါရလောကဥစ္စလောကသမကိုပြည့်မြတ်တော်မူတဲ့မြတ်စွာဘုရားဘုဒ္ဓ တိသလေးပါးကိုကိုယ်တိုင်လည်းသိမြင်သူသူတို့ကိုလည်းသိအောင်ဟောပြတော်မူတယ်မြတ်စွာဘုရားဘဂဝါဘုံတော်၆ပါးနဲ့ပြည့်စုံတော်မူတယ်မြတ်စွာဘုရားအဲ့ဒီဂုံတော်၉ပါးနဲ့ပြည့်စုံလို့တနည်းအားဖြင့်၁၀ပါးနဲ့ပြည့်စုံလို့ဘုရားကိုလည်းဦးဇင်းတို့ဗုဒ္ဓဘာသာမင်းတွေကကျေတနာဖြစ်တတ်ပါတယ်ပြီးရင်တရားဂုံတော်၆ပါးနော်ဧဘတိကောလာလဲရှုလဲပေါ့တဏှတိကောကိုရံကိုတဲ့ခလာရမယ်ဩပနေကြီးကောမြေတနာမှာတောင်းထားရမယ်ပေါ့ ပြီးရင်ပစ္စဒံဝိရိတဘဝညိုဟိတိတကယ်ပညာရှိတဲ့ပုဂ္ဂိုလ်မှသိတာပညာမရှိရင်မသိဘူးမသက်ပြားဟောကြားတဲ့အစအလယ်အဆုံးကောင်းခြင်းကုန်တဲ့ပြည့်စုံတော်မူတဲ့တရားတော်ကဒါ၄ပါအဲ့ဒါကြောင့်လည်းသူကိုရေကျင်နာဖြစ်တမတ်ပါတယ်ပေါ့ပြီးရင်တန်ခါကုန်တော့တန်ခါဆိုတာကကျတော့ဥဒ္ဒနိုလ်လက်ရှိဖြစ်နေတဲ့တမုရိတန်ခါနဲ့အပြည့်တန်ခါဆိုပြီးတော့နှစ်ပါးရှိတယ်ပေါ့နော်အဲ့ဒီနှစ်ပါးထဲမှာအပြည့်တန်ခါကိုယူညွှန်းတာပါ တံမုရိတံဃာကိုကြည့်ပြီးတော့အဘိယတံဃာကိုလည်းဖူးတွေ့တာပါနော်တောပရိပန်တော်ဘဂဝတ္တဗကတံကိုဖျားရဲ့တပည့်တွေကလည်းကောင်းစွာကျင့်တယ်ပညာရဲ့ပရိပန်တော်နိဗ္ဗာန်အကျိုးကကျင့်တယ်တာမီတိပရိပန်တော်အယုဒေပြုခြင်းကထိုက်တန်အောင်ကျင့်တယ်နော်ဆက်တဲ့ဖြစ်မို့အဲ့ဒီဂုံတော်၉ပါးနဲ့ပြည့်စုံလို့တံဃာဂုံတော်တံဃာတူကိုလည်းဥဒိနုကဗုဒ္ဓဘာသာမြေက ယတနာအဖြစ်သတ်မှတ်ပါတယ်ပေါ့နော်ပြီးတော့အပယ်လေးပါပေါ့အပယ်ဆိုတာဘာလဲဆိုရင်အပါယချမ်းသာခြင်းနဲ့ဘုံဘွားကို အပယ်လို့ခေါ်တာပါအဲ့ဒီမှာငရဲတရိသံပိဒါအတူရကေပေါ့အဲ့ဒါကိုဦးဇုံကအပယ်လေးပါပြီးရင်ကတ်၃ပါကတ်ဆိုတဲ့ဒီဘက်ကပျက်စီးခြင်းကိုကတ်လို့ခေါ်ပါတယ်တဲ့ အရကဒုဗိခန္တရကအစာရည်တာငမုတ်ခေါမချင်းကြောင့်တေကျပြတိချင်းတဘောပေါ့ပြီးရင်တတ်ထန္တရကဆိုရက်လက်နက်မျိုးစုံဘီလိုကြောင့်တေကျပြတိချင်းတဘောပေါ့နောက်နံပါတ်3ကျတော့ဝေကန္တရကယောဂဝေဒနာအမျိုးမျိုးဘေးကြောင့်ပြတိချင်းတဘောပေါ့အဲ့ဒါဦးဇနုကတော့နေရက်ကတ်၃ပါပေါ့ပြီးရင်ရက်ပြစ်၈ပါပေါ့အမှန်ကရက်ပြစ်၈ပါကကျတော့အပြစ်ရှိတဲ့အရက်ကိုပြောတာမဟုတ်ဘူးတလား မဖို့တရားရအောင်တဲ့အာထုတ်ခွင့်မရတော့ရက်ဖြစ်ပြီရက်ပြခေါ်တယ်တဲ့ပါဠိမှာတော့အခဏပေါ့ခဏဆိုတာအခွင့်အာဆိုတာမရှိတာအခွင့်မရှိတာပေါ့အဲ့ဒါကိုဦးဇင်းတို့မြန်မာနိုင်ငံကရက်ပြရှိပါလို့ဘာသာပြန်တာဖြစ်ပါတယ်အဲ့ဒါကနံပါတ်1ပေါ့ငရဲနံပါတ်2တရိသံနံပါတ်3ပိတ်တာနံပါတ်4အသက်ရှိသောနတ်ပြည်မှာများပေါ့အတညတ်ပြည်မှာတို့အာရုဘပြည်မှာတို့ပေါ့လေ သူတို့ပြောတာနော်ဖះပွင့်တဲ့အခါမှာသူတို့ကတရားနာလို့မရဘူးအတက်ကလည်းအလွန်လွန်ရှိတာကောသူကအတင်ညာသက်ဆိုတာကကြတော့ရုပ်ပဲရှိပြီးနာမရှိဘူးအာရိဝပြမှာကကြတော့နာမရှိတယ်ရုပ်မရှိဘူးပေါ့အဲ့ဒီပုဂ္ဂိုလ်တွေကဟိုမဖို့နိဗ္ဗာန်ကိုမရနိုင်ဘူးနံပါတ်၅ကကြတော့တဲ့ပစ္စံတဝေးပေါ့ဖះရှင်နဲ့ရန်တာရန်တန်ကတော့များ မရောက်နိုင်တဲ့အစွန်ဖျားရက်ကိုရှိတဲ့ပုံကိုယ်တွေကိုပစ်ဆက်တဲ့ပြည့်အရက်ပေါ့နောက်ခြောက်ကကြတော့မိသဒိဋ္ဌိပေါ့ဖျားပွင့်တယ်တိုးတော့သူ့ရဲ့ညံကမိသဒိဋ္ဌိညံဖြစ်နေတယ်ပေါ့နံပါတ်9ညံမရှိတဲ့ပုံကိုယ်ပေါ့ဖျားပွင့်တဲ့အခါမှာကြုံတယ်တိုးတော့သူကတရားကိုနားတဲ့အခါမှာတရားကိုနားလည်နိုင်စွမ်းမရှိတော့အောင်ညံမရှိတဲ့ပုံကိုယ်ညံထိုင်တဲ့ပုံကိုယ်ကိုခေါ်တာဖြစ်ပါတယ်နော် ောက်နံပါတ်၈ကကြတော့ဖះဟောတဲ့တရားတော့ကိုနားလည်နိုင်တယ်သို့တော့သူကဖះတာဒနာမရှိတဲ့အခါမှာလူဖြစ်နေရတာတာဒနာဘာမှလူဖြစ်နေရတာအဲ့ဒါကိုရပိရှိပါလို့ခေါ်ပါတယ်ပြီးရန်ဒီမျိုး၅ပါပေါ့နံပါတ်၁ရေနံပါတ်၂မီနံပါတ်၃မင်းသူနံပါတ်၄ခိုးသူတမျနံပါတ်၅မချစ်မနစ်သက်တော့အမွေခံတာသူတမျိုးအဲ့ဒါကို ရန်ဒီမျိုးငါးပါးလို့ခေါ်ပါတယ်အဲ့ဒါကကိုယ့်ရဲ့စီစဉ်ဥဒ္ဒါတွေကိုဖျက်ဆီးပြနိုင်တဲ့ရန်ဒီမျိုးငါးပါးပါနောက်တစ်ခါကဝိပဿတိတရားလေးပါပေါ့ဖောက်ပြန်လို့ဝိပဿတိခေါ်တာပေါ့နံပါတ်၁ကာရဝိပဿတိပေါ့တရားမဆောင်တော့မင်းလက်ထက်မှာဖျက်ခြင်းနံပါတ်၂ဂတိဝိပဿတိအပယ်လေးပုံနဲ့ဖျက်ခြင်းနံပါတ်၃ဥပရိဥပ္ပတိရုပ်သင်းအင်ကဥပရိယချုပ်တဲ့ရခြင်းပေါ့ နံပါတ်၄ပယောဂဝိပတိမှန်ကန်သောကြိုးစားအထောက်မှုမရှိခြင်းပေါ့အဲ့ဒါကကြတော့ဥဒိနုကတော်နေတဲ့ဝိပတိတရား၄ပါးဖြစ်ပါတယ်နောက်တစ်ခုကကြတော့ပြဒနာတရား၅ပါးပေါ့နံပါတ်၁ညာတိပြဒနာဆွေမျိုးပြည့်စည်ခြင်းနံပါတ်၂ဘောဂပြဒနာသီဘဥစ္စာပြည့်စည်ခြင်းနံပါတ်၃ဘောဂပြဒနာယောဂဝေဒနာအမျိုးမျိုးဖြစ်စီ၍တေကြည်ပြည့်စည်ခြင်းပေါ့နံပါတ်၄ဒိဋ္ဌိပြဒနာ ်မှားသောအယူကိုယူ၍ပြည့်စုံခြင်းနံပါတ်5တိလပြဒနာကိုကျင့်တိလပြည့်စုံခြင်းပေါ့ဒါက၅ပါးပေါ့ဘာ၅ပါးလို့ဆိုရှင် ပြဒနာတရား၅ပါးအဲ့ဒီမှာနံပါတ်1ဖြစ်တဲ့ညာတိပြဒနာရဲ့နံပါတ်2ဖြစ်တဲ့ဘောဂပြဒနာရဲ့နံပါတ်3ဖြစ်တဲ့ဝေဂပြဒနာရဲ့အဲ့ဒီတော့မှပစ္စည်းတို့ဥဒ္ဒနကအပယ်မကြနိုင်ပါဘူးနံပါတ်1ဖြစ်တဲ့ဒိဋ္ဌိပြဒနာမှားသောအယူကိုယူခြင်းရဲ့တိလပြဒနာဆိုတဲ့ကိုကျင့်တဲ့ပြည့်စုံမှုဆိုလို့ရှိရင် အပယ်ကိုရောက်မှာဖြစ်ပါတယ် နော်ပြီးရင်မတ်တရားပေါ့မတ်တရားကကြတော့တသပတိမတ်တက္ကရာကမိမတ်အနာဂါမိမတ်ဘတ်တမတ်ဆိုပြီးတော့လေမလေးပါရှိတယ်ပေါ့ပြီးရင်ဖိုလေးပါနံပါတ်1တောတပတိ4နံပါတ်2တက္ကရာကမိ4နံပါတ်3အနာဂါမိ4နံပါတ်4အဘတ်တ4ပေါ့အဲ့ဒါဖိုလေးပါပေါ့နော်ပြီးရင်နိဗ္ဗာန်ချမ်းသာဆိုတာကကြတော့ကိလေသာအာတောတွေကင်းသင်းပြီးတော့ယုံနာဓမ္မတို့ရဲ့ခြုံငင်းသောအရက်ကို နိဗ္ဗာန်လို့ခေါ်ပါတယ်ဟမ်ဒါဥဒိနဗုဒ္ဓဘာသာဝင်တွေကတော့တယ်ဩဃာတာကတော့ရုံးမှာပါတယ်ຢာလေးဖြစ်ပါတယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်